ော့ဒီနှစ်ခုကွာခြားချက်ကဘာလဲဗောပလီရတကယ်စောက်ခွင့်ပေးနေရလားဗောအဲ့တော့မဟုတ်မှန်းခင်ဗျားတို့ကျွန်တော်အစ္စလာမ်ဘာသာကိုးကွယ်တဲ့သူတွေအကုန်လုံးသိနေကြတာပဲပလီတွေဒီတိုးလာတာမရှိဘူးအထက်ခံရတာပဲရှိတယ်မြန်မာစစ်တပ်နဲ့အစိုးရအဆက်ဆက်ကဒီဗမာပြည်ထဲမှာရှိတဲ့လူနည်းစုဘာသာဝင်တွေအပေါ်မှာဖိနှိပ်အနိုင်ကျင့်အကြမ်းဖက်တာတွေအချိန်မောင်းနေတော့ကျူးလွန်နေတယ်ဆိုတော့ကျွန်တော်လည်းအနေပေါ့နော်ဒီဗီဒီယိုတွေတင်ဆက်တဲ့အခါမှာပြောဆိုနေသလိုခင်ဗျားတို့ကိုယ်တိုင်လေးညနေကိုတွေ့ကြုံမှုကြမှာပါ အဲ့တော့လူနေသူဘာသာဝင်မဟုတ်တဲ့သူအများစုပေါ့သူတင်ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့အဲတချို့အနေနဲ့ကတော့ဒါကိုအမှုမဲ့အမှတ်မဲ့သတင်းဖတ်လိုက်ရတာအဲတွေးလိုက်ရတာမျိုးပဲရှိမယ်တချို့ကြောက်လေဖြစ်လို့ဖြစ်ခဲမှန်းတော့တိကျင်မှတိလိမ့်မယ်ပေါ့နော်တချို့အချင်းရာတွေကျွန်တော်တို့အစောပိုင်းဒါသတင်းအချက်လက်နီးတင်ရခင်မစားခင်တော့ကတိရှိရတဲ့အချက်တွေကလည်းကျွန်တော်ရေဒီယိုပဲအားပြုပြီးတိရှိရတာဟုတ် မြန်မာစစ်တပ်ကဒီလိုခွဲခြားမှုတွေဖိနှိပ်မှုတွေအကြမ်းဖက်မှုတွေကြောင့်လေဗမာဒီမှာဒါအစ္စလမ်ဘာသာဝင်တွေဒီဒါဘာသာရေးထိခိုက်ုံနေအချိန်ပေါင်းများစွာဂျုံတွေးခဲ့ရတယ်လို့ကျွန်တော်တို့ဒီဗမာတီမမဟုတ်တဲ့တောင်တန်းဒေသမှာနေထိုင်တဲ့ခရစ်စတန်ဘာသာဝင်တွေနော်ဒါဆိုရင်လေတို့ရဲ့စစ်အတွင်းမှာဒီတို့ရဲ့ဖျားရှိခိုးကြောင်းနေအထိမ်းမဲ့ဝတ်တူနေရာတွေလေညားစွာဒီလေကြောင်းနေဘုံကျဲတာလက်နက်ကြီးတွေနဲ့တိုက်ခိုက်တာတွေလေအချိန်ပေါင်းများစွာဂျုံတွေးခဲ့ရတဲ့အခြေအနေတွေရှိပါတယ်အဲ့တော့ဗမာတီမမြန်မာစစ်တပ်နဲ့အစိုးရအဆက်သက်ဒီဘာသာရေးဖိနှိပ်မှုတွေ လုတ်ခဲ့တယ်ဆိုတဲ့အချက်ကတော့ကျွန်တော်တို့တမိုင်းအစဉ်ဆက်မြင်မရတဲ့အမှန်တရားပါပဲ။ဒါအော်လေးနိုင်ငံတကာမှာရှိတဲ့မှတ်တမ်းမှတ်ရာတွေဒီမကအဘူးပေါ့နော်။ပုံစံမျိုးစုံတွေကျွန်တော်တို့မှတ်တမ်းတင်ထားပြီးသားတွေလည်းရှိပါတယ်။အဲ့တော့ဒီစကားတွေဒီအချက်လက်လွတ်နော်။ဟိုအချက်လက်မြင့်ပြောဆိုနေခြင်းတော့မဟုတ်ပါဘူး။အဲ့တော့ဒီရက်ထဲမှာကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းရင်းဟာဒီ Christian Solidarity Worldwide လို့ခေါ်တဲ့ CSW ပေါ့နော် CSW ကနေပြီးတော့ဒီနိုဝင်ဘာလအစောပိုင်းမှာပမာဒီရဲ့ဘာသာရေးလွတ်လပ်ခွင့်အခြေအနေနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်ကြေညာချက်တစ်ခုလုပ်ခဲ့တယ်ပေါ့နော်ထုတ်ပြန်ကြေညာချက်တစ်ခုလုပ်ခဲ့တယ်အဲ့ဒါကိုထုတ်ပြန်ကြေညာချက်လုပ်ပြီးရဲ့နောက်ပိုင်းမှာဒီညမစစ်တပ်နဲ့ညမစစ်တပ်ရဲ့လက်ဝေခံဒီ Telegram Channel တွေဘာတွေကတော်တော်လေးသူတို့အရှိုက်ထိသွားပုံရတယ်ပေါ့နော်အသေးနာပြီးတော့ပုံစံမျိုးစုံတွေပြန်လေတုံ့ပြန်ကြတာတွေကိုလေကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့အဲ့လိုတုံ့ပြန်ကြတယ်ဆိုတဲ့အခါမှာလေကျွန်တော်တို့ဒီစာသားအနေနဲ့တုံ့ပြန်တာမဟုတ်ဘင်းလေ AI video တွေဘာတွေပါဖန်ပြီးဗီဒီယိုနဲ့ပါတုံ့ပြန်ပုံစံမျိုးစုံမို့တဲ့ခင်ဗျားတို့သိရတဲ့အတိုင်းပဲတို့လှုပ်လေထုတ်တာရှိရပုံစံတွေအတိုင်းဟူဟွာဟွာနဲ့တုံ့ပြန်နေတာကိုကျွန်တော်တို့တွေ့ရပါ ဲ့တော့အရင်ဆုံးကျွန်တော်ဒီဗီဒီယိုမှာဒီ CSW ရဲ့ထုတ်ပြန်ချက်ထင်းမှာဘာတွေပါလဲဆိုတဲ့အကြောင်းလေးအရင်ရှင်းပြပါမယ်။အဲ့တော့ CSW ကသူထုတ်ပြန်ချက်မှာဆိုရင်ဒီ FOB network အဆိုအရဒီ2021ခုနှစ် February ကနေ2025ဇူလိုင်အထိအနည်းဆုံး Christian သာသနာရေးဝင်တဲ့85ဦးကိုစစ်အစိုးရနှိပ်စက်ညှဉ်းပန်းမှုတွေတနက်တက်ခတ်မှုလက်နက်ကြီးနဲ့တက်ခတ်မှုလေကြောင်းတက်ခတ်မှုတွေကြောင်းတည်ဆုံးခဲ့ရတယ်ဆိုတဲ့အချက်ကိုလေဒီ CSW ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာတွေ့ရတယ်။နောက်ပြီးတော့ ီလိုစစ်အစိုးရနေပြီးတော့ဒီအရက်ဘက်အဆောက်အုံတွေကိုတိမတ်ထားတိုက်ခိုက်တဲ့နေရာမှာဒီချင်းပြည်နယ်ကိုအဓိကထားပြီးတော့ဒါချင်းပြည်နယ်မှာဆိုဒီ Christian ဘာသာဝင်တွေတော်တော်များများရှိနေတဲ့နေရာတွေပေါ့နော်ဒီမျိုးတွေအပေါ်မှာဒီဘာသာရေးအတိုင်းအဝန်းကိုပါ ပြတ်မှတ်ထားပြီးတော့အကြမ်းဖက်မှုတွေကိုအဓိကလုပ်ခဲ့တယ်ဆိုတော့အပိုင်းဝင်လေသူတို့ကထုတ်ပြထားတယ်ဗောနော်ဒီအကြမ်းဖက်မှုရဲ့ဘဟုချက်ထစ်ခဲ့တယ်ဗောချင်းတီနေရဘာကြောင့်လဲဆိုတော့ဒါချင်းတီနေမှာလေကျွန်တော်တို့တော်လိုင်းအစောပိုင်းကာလတွေဒါလက်နက်ကိုင်တော်လိုင်းဆက်အားကောင်းလာတဲ့နေရာတွေမှာအစစစ်တပ်ကမျိုးတွေကိုတိန်းတာမျိုးတွေမှာရှိရဒီဘာသာရေးအဆောင်နေနေရာတွေကိုမီးရှို့တာလေကြောင်းနဲ့ပြစ်တာနောက်ပြီးတော့ဒီချို့တွေကြတော့လေဒီဘာသာရေးအဆောင်နေရာတွေမှာလာပြီးကိုခိုလုံနေရတဲ့ဒီစေဘေးရှောင်ဒုက္ခသည်တွေရှိရနေရောရွေချက်ရှိချီပြစ်ခတ်တာတွေလေဒါကျွန်တော်တရင်အချက်လက်တွေကြားပြီးသားကိစ္စတွေဖြစ်ပါတယ် အဲ့တော့တနင်္ဂနွေအတိုင်းတာနေဆိုရင်လည်းသူကဒီဖျက်ရှိခိုးကြောင်ပေါ်220ကျော်နဲ့ဗုဒ္ဓဘာသာဖုံးတော်ကြီးပေါင်းဒါဇင်ပေါင်းများစွာစစ်တပ်ကရွေချက်ရှိဖြည့်ဆည်းခဲ့တယ်ဆိုပြီး CSW ရဲ့ထုတ်ပြန်ချက်တွေမှာပါပါတယ်။နောက်ပြီးတော့ဒီစစ်မှုရန်ဥပဒေပေါ့နော်ဒီစစ်မှုရန်ဥပဒေကိုအသက်သွင်းပြီးတော့ဒီဘာမာဒီထဲမှာရှိနေတဲ့နိုင်ငံမိတ်ရိုဟင်ဂျာမွတ်စလင်တွေအပေါ်မှာသူနှိမ့်ဆက်နှင်းပန်းပြီးတော့ပေါ့နော်ဒါ AA ကိုတန်တိုက်ဖို့သူတို့ဘက်ကလည်းစစ်မှုရန်နေစုဆောင်ခဲ့တယ်။နောက်ပြီးလက်နက်သဖွဲ့အသုံးပြုခဲ့တယ်ပေါ့ဒီရိုဟင်ဂျာတွေကိုဒီအချက်တွေကိုလေ CSW ထုတ်ပြန်ချက်တွေမှာပါတယ်။နောက်ပြီးတော့ ဒီဝိတ္တဝေးဆိုင်ကန့်သက်ချက်တွေလုတ်ခဲ့တယ်ပေါ့နော်အဲ့တော့ရခိုင်နဲ့ရန်ကုန်ပေါ့နော်အချို့သောအစိပ်ပိုင်းတွေမှာ2023ကလေးကစပြီးတော့အိမ်တွင်ဒီဖျားရှိခိုးစီဝေးတွေတားနေထားတယ်နော်ခရစ်ယာန်အတိုင်းဝိုင်းတွေဒီ2024ခုနှစ်တည်းကဒီ church တက်မယ်ဆိုရင် တက်ရောက်သူစည်ရင်ဝတ္တုကြိမ်တွေကိုဒေတာကရေစကန်တွေကိုအပတ်စဉ်တင်ပြရတယ်ပေါ့အထူးသဖြင့်ကျွန်တော်ထင်တယ်ဒီအချက်လက်တွေကတော့ချင်းတီနေတို့ဒီရခိုင်ပြည်နယ်တို့နော်ရခိုင်ပြည်တို့မှာဖြစ်နေတယ်ဒီအရင်ကစစ်တပ်ထိန်းချုပ်ထားတဲ့နေရာတွေမှာဖြစ်ခဲ့တယ်လို့ကျွန်တော်တင်တယ်ရခိုင်ပြည်မှာတော့အခုကဒါအာရခတ်တပ်တော်ကတော့ထိန်းချုပ်ထားပြီးအချိန်မှာသူဒီရိုဟင်ဂျာတွေပေါ်မှာလူခွေချိုးဖောက်မှုတွေတတ်ဖြတ်မှုတွေရှိရဲဆိုရယ်ဆွသွေးချက်တွေသတင်းချက်လက်တွေကျွန်တော်တို့သိနေရတယ်ဆိုပေမဲ့လေဒါလူမှုသဟဇာတ်ဖြစ်မှုကိုတော့ AA ကလုံနေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာစစ်တပ်ကာလမှာတော့ဒီချင်းမှာတော့ဒီ ီအဒီရခိုင်မာတို့မှာပါဒါမျိုးတွေကျူးလွန်နေတယ်ဒါမျိုးတွေဖိနှိပ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုလေကျွန်တော်တို့ကြားသိရပါတယ်နောက်ပြီးတော့ဒီမန္တလေးမှာပေါ့နော်မန္တလေးမှာကျွန်တော်တို့ပြီးခဲ့တဲ့ match လ28ရက်နေ့ကအင်အားတင်းထန်တဲ့ငလင်ကြီးလှုပ်သွားပြီးရဲ့နောက်ပိုင်းမှာဘာသာရေးအဆောက်အအုံများစွာတက်စီတော်ကြမှုတွေဖြစ်တယ်ဗုဒ္ဓဘာသာတွေဖျားစီဒီကျောင်းကမထိုးရေးလေးပါသလိုအစ္စလာမ်ဘာသာဝင်တွေပလီတွေနော်ဒီခရစ်ယာန်ဖျားရှိခိုးကျောင်းတွေလည်းအများအပြားပါဝင်ခဲ့ပါတယ်ဒါပေမဲ့တန်လင်းတိဆောက်တဲ့နေရာမှာဆိုရင်တော့သူကတီးတဲ့စာထုတ်ပြီးပြောတဲ့အခါမှာအစ္စလာမ်နဲ့ ခရစ်ယာန်ဘုရားရှိခိုးကြောင်းတွေ၎င်းတို့ဤမူလပုံစံနဲ့အရွယ်အစားတိုင်းပဲပြန်လေတိဆောက်ခွင့်ပြုမယ်ဆိုရဲဟာမျိုးပေါ့နော်ဒါမျိုးတတ်မှတ်ချက်ကိုကျွန်တော်တို့တွေ့ရတယ်ပေါ့တစ်ဖက်မှာဆိုရင်တော့ဒီဟာဒီမသိရင်ရှေဟောင်းယဉ်ကျေးမှုကိုထိမ့်သိမ့်တယ်လို့လို့ရှေဟောင်းလက်ရာကိုမတောက်ပြက်စေသူလို့ပြောရည်ဆိုပေမဲ့တကယ်တမ်းအကြောတော့ကြောက်ကြက်ပြက်စီးသွားပြီးဖြက်စီးလိုက်ပြီဆိုရဲရငကိုနာမရှိတော့ဘူးလေအဲ့တော့ပုံစံတူတိဆောက်တယ်ဘာလဲဆိုရဲဟာဖော့ရှော့ရိုက်တာပဲဗျာတကယ်တမ်းကတော့ကန့်သက်ခြင်းနဲ့သဘောတော့ကျွန်တော်ကပို့တွေ့ရ နောက်တစ်ခါကျတော့ဒါ CSW မပြောခင်နေရလေကျွန်တော်တို့ဒီဒီကိစ္စတွေပုံမှာအလေးထားပြီးလေးလာစောင့်ကြည့်နေသူတွေဆိုသတိထားမိပါပါနောက်ပြီးဒီလိုဖိနှိပ်မှုပုံစံကတော့အခုမှအဆန်းမဟုတ်ဘူးဒီဘာသာရေးစောင့်အောင်နေတဲ့ပတ်တန်ရေးဒါ CSW ထုတ်ပြန်ချက်တွေမှာပါတဲ့အခါမှာဒီလိုပြုတ်ပြင်မှုထိမ့်သိမ့်မှုနော်ကန့်သက်ချက်တွေအများကြီးတဲ့ကိစ္စတွေကလေဒီ ပျက်စီးယိုယွင်ပြီးတောက်ခွေသွားစေဖို့ရည်ရွယ်ချက်ရည်ရွယ်ပြီးလှုပ်ဆောင်နေလို့သူကဆွဆွဲထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းဒါလေးလာမှုရတော့ဗာနင်လင်းဆိုတော့ဒီမှာစစ်တပ်ကဒီအရင်အရင်တွေကအစ္စလမ်ဘာသာဝင်တွေဗလီတွေချတ်တွေနော်ဒီဗုဒ္ဓဘာသာမဟုတ်တဲ့ဒီတခြားလူနည်းစုဘာသာဝင်တွေဖျားရှိခိုးဝိတ္တုရိနေရာနဲ့ပတ်သက်တဲ့ဟိုအဆောက်အုံတွေနေရာတွေပေါ့နော်ဒီဝိကြောင်းနေဆိုရင်သူကအလွယ်တကူပြုတ်ပြင်ခွင့်မရအောင်လုပ်ထားတယ် ဥမာဆိုရင်ကျွန်တော်တို့တွေ့ရမယ်ဆိုရင်ဒါညုံနေတန်ခမ်းပါရနာကတော့ဘာလို့စသည်ဖြင့်ပေါ့နော်အဲ sorry သာသနာရေးဦးစီးဌာနတော့စသည်ဖြင့်အဆက်ဆက်စာရီတင်ရတယ်အုပ်ချုပ်ရေးစာတင်ရတယ် CBO စာတင်ရတယ်စသည်ဖြင့်ကျုံးနီစနစ်တွေနဲ့တားနစ်ထားပြီးတော့ဒီပလီရဲ့ chest တွေကိုပြန်လေပြီးတော့အကြီးစားတွေ့ပြင်ဆင်မှုမပြောနဲ့အသေးစားပြင်ဆင်မှုလုံးလုံးမရအောင်တော့တားနစ်ထားတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒါရီခန့်ခန့်မှုပေါ့နော် strength က လာတဲ့အခါမှာဒီလိုငလင်နဲ့ကြုံတွေ့ရတဲ့အချိန်မှာပုံမိုပြီးပျက်စီးမှုတွေဖြစ်စေတယ်ပေါ့အဲ့လိုပျက်စီးမှုတွေဖြစ်စေတဲ့အခါကျတော့ဒါတွေနောက်ဆက်တွဲအခုတရားလေတိဆောက်ပေဆိုတဲ့နေရာမှာလေကန့်သက်ချက်တွေရှိနေတော့ကျွန်တော်တို့ကိုယ်တိုင်လေးသိနေတာပဲဒါတော့ CSW ရဲ့ထုတ်ပြန်ချက်ကိုကျွန်တော်အကြံဉာဏ်ပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ညီမစစ်တဲ့အကြောင်းလေးပြောပါညီမစစ်တဲ့ကတုံတန်နေဗျာတုံတန်တော့သူကတော့ဝန်တိုင်းကျဲပြီးတော့ပေါ့သူရဲ့အာဘယ်လိုလဲလက်ဝေကန် Telegram channel တွေပေါ့ဒီလက်ဝေကန် Telegram channel တွေကနေမိုင်းဝေတို့နော်ဟိုကကဟန်တို့ဟန်ငင်းဦးတို့ နော်စသည်ဖြင့်မို့တို့ဟာတွေရှိရ True New တို့ဒီလိုနေရာမျိုးတွေမှာဒါကြတဲ့တရားရင်နဲ့ထဲရောနေတိုင်းနေတိုင်းဒီပါဟိုဒီ CSW နဲ့ပတ်သက်တဲ့တရေနေကိုပြန်တင်ပြီးတော့တုံ့ပြန်မှုတွေကိုကျွန်တော်တို့တွေ့ရတယ်။တွေ့တဲ့အခါမှာသူကအဓိကကောင်းစဉ်နေပေါ့နော်သူဘလို့တုံ့ပြန်လေးဟိုသူပြောကြတဲ့အခါမှာအာမြန်မာနိုင်ငံနဲ့မြန်မာလူမျိုးကိုစုကားနေတဲ့ CSW ဆိုတဲ့ပုံစံမျိုးနဲ့ အဲဆောင်းမအတူလေးတွေရေးပြီးထည့်ဝေတာကိုလည်းတွေ့ရတယ်။နောက်ပြီးတော့ဒီ CSW ရဲ့အချက်အလက်တွေပေါ့ဆိုတော့အဆောင်ဘယ်နှယောက်ဘယ်နှခုပြက်စီးတယ်လူဘယ်နှယောက်တည်တယ်ပေါ့နော်သာသနာ့ဝင်တဲ့ဘယ်နှယောက်တည်တယ်ဆိုတဲ့ကိစ္စတွေပြောတဲ့အခါမှာလေအဲသူကဒီ တီရဲမီဒီယာတွေပေါ့နော်တီရဲမီဒီယာတီထက်မီဒီယာလို့တို့ပြောတဲ့လွတ်လပ်တဲ့မီဒီယာတွေအပေါ်မှာဒီသတင်းချက်လက်တွေကိုအသုံးပြုထားတယ်ပေါ့နော်တို့ရောဒီလွတ်လပ်တဲ့မီဒီယာတွေအပေါ်မှာတီထက်တို့တီရဲမီဒီယာတို့လိုပဲတို့ရဲ့နိုင်ငံရေးရှုထောင့်အနေနဲ့မြင်တဲ့အခါကျတော့ဒါတွေကိုအသုံးပြုပြီးဒီသတင်းမှားတွေဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတုတ်တယ်တော့တွေ့ရတယ်ပေါ့နော်အဲ့တော့ချင်းကြီးနေမှာဖြစ်တဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာသူကဒီ CNN တို့ CNF တို့ PDF တို့ဒါ NUG လက်အောက်ခံအဖွဲ့အစည်းတွေစသည်ဖြင့်ပေါ့နော်လက်နက်ကိုင်အင်အားစုတွေကနေပြီးတော့အဲ့အဲ့နေရာမှာစစ်ပွဲဖော်ဆောင်မှုကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားစံမျိုးတွေကျွန်တော်တွေ့ရပါ နောက်ပြီးတော့ဒီတို့ကအဲ့လိုစစ်ပွဲဖြစ်တဲ့အခါမှာဒီဘာသာရေးအဆောက်အုံတွေစာသင်ကျောင်းတွေနေအိမ်တွေမှာအဲ့ခက်စစ်လို့ပြီးအစိုးရတက်မလို့ကိုဒီတပုံတွေပေါ့နော်ဒီတပုံလို့တို့ဆွဆွဲနေဆုံးတော့ကျွန်တော်လက်နက်ကြိုင်တော်လိုင်းအင်အားစုတွေပုံကန်ကြတယ်ပေါ့နော် အဲ့တော့အဲ့အရာတွေကိုလည်းတို့အထောက်ထားတွေနဲ့တင်နေဆိုပြီးတော့ကျွန်တော်ပုံတွေလေးတွေ့ရပါတယ်ကျွန်တော် chest တွေမှာစစ်စကန်လေးတွေရှိနေတာအဲဒါမျိုးပုံတွေကိုတို့ဖော်ပြထားတာတွေ့ရတယ်ဒါပေမဲ့အဲ့မှာပျက်စီးယိုယွင်းနေတာတော့ဘယ်ဘက်ကဘယ်ဘက်ကိုတက်ထားရလဲတော့မသိဘူးပေါ့နော်အဲ့မှာစုတ်ပြက်ပြီးပျက်စီးယိုယွင်းနေတဲ့ဘာသာရေးအဆောက်အုံတွေကိုတို့ကျွန်တော်တွေ့ရပါတယ်ဒါတို့ဘက်ကပြန်ပြီးတော့တုံ့ပြန်နေတဲ့အချက်ပါအဲနောက်ပြီးတော့ဒီ ဗမာဒီမှာရှိတဲ့တခြားဘာသာရေးအဆောက်အုံတွေစရင်ဆိုတာတခုကိုလည်းတို့ထုတ်ဖို့ပြောကြလာတွေ့ပါတယ်။ဒီဟာကလေအနေပွားစရာဖြစ်နေတဲ့ကိစ္စတခုပေါ့။အဲ့တော့ဒါလေးကိုကျွန်တော်နောက်ပိုင်းဆက်ပြောမယ်။နောက်တစ်ခုကကြတော့သူက CSW ကိုဘယ်လိုဆွဆွဲလဲဆိုတော့သူကဘာသာရေးအဖွဲ့အစည်းတခုဖြစ်တယ်။ဒါပေမဲ့သူကအချုပ်ချာအာဏာသူများနိုင်ငံရဲ့အချုပ်ချာအာဏာကိုဝင်ရောက်ဆွတ်ဖက်နေတယ်။သွေးထုတ်လုံဆောင်နေတယ်အကြမ်းဖက်အဖွဲ့တွေကိုမြှောက်ပေးနေတယ်ဆိုရင်တို့ရဲ့အနေနဲ့ကျွန်တော်တို့ဟိုပြောဆိုနေကြတော်ကီရေပေါ့ဗျာ။ဒါတွေနဲ့တံမီတုံတံတော့တွေ့ရတယ်။ အဲ့မှာပဲရည်ရတာပါလေဆိုတော့ညှက်တာမှုမရှိဘူးတဲ့ PDF တွေ EO တွေကျူးလွန်မှုကြောင့်မဖော်ပြဘူးပေါ့နော်ဒါကြောင့် CSW ကအကြံပေးအကြံဖက်အားပေးတဲ့အဖွဲ့အစ်တွေဆိုရင်သုံးသက်ချန်ညိုလေပြောပါရယ်နောက်တစ်ခုနောက်တခြားဆောင်းပါးတွေတို့တခြားဖော်ထုတ်ချက်တွေမှာပြောရတဲ့အခါမှာလေဒါစစ်ပွဲဖြစ်နေတော့မတက်နိုင်ဘူးပေါ့နော်စစ်ပွဲအတွက်တက်စီတော့တော်တော်လေးမတက်နိုင်ဘူးဆိုရင်သဘောမျိုးပြောတဲ့ကျွန်တော်တို့စစ်တပ်ဘက်ကတုံ့ပြန်ချက်တွေကိုလေတွေးရပါတယ်အဲ့လိုပြောတဲ့အခါမှာတို့တို့ဒီ တောက်လျှောက်ပေါ့နော်တခြားနေရာတွေမှာဒီ PDF တွေတော့ဒီ ERO တွေကနေပြီးကျူးလွန်မှုတွေကျူးလွန်မှုတွေအကြောင်းအကြောင်းနဲ့ဓာတ်ပုံလေးပါတွေပေါ်ကြရတယ်ပေါ့နော်တို့အဓိကအဲ့မှာ highlight လုပ်တဲ့ကိစ္စနှစ်ခုပေါ့နော် highlight လုပ်တဲ့ကိစ္စနှစ်ခုတွေ့ရတယ်အဲတခုကကြတော့ဒီ Chaitio ဖျားပေါ့နော် Chaitio ဖျားဟိုမှာဒီဖျားဘူးတီတူတွေကိုကြိုက်တီယိုဖျားနေရမှာဖျားဘူးတီတူတွေကို KNU ကဝင်ပြီးတော့တိုက်ခိုက်ခဲ့တယ်ဆိုတော့ မှတ်တမ်းပေါ့နော်ဒီမှတ်တမ်းကိုလည်းတို့ပြန်လေးဖြန့်ချိလာပြီးတော့ CSW ကိုပြလိုက်ကြပါဦးကွာဆိုတဲ့သဘောပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒါရွှေဘုံမြို့နယ်ကန်ကြီးတော်ရွာမှာကက်သလစ်တရားဟုတ်ဆရာဖြစ်တဲ့အဲဒေါ်နာမာတင်ကိုရဲနိုင်ဝင်းရောဒီအကျန်းဖက် NUD လောက်ခဲ့ဒါတို့ရေးထားတဲ့အတိုင်းပေါ့နော်ကျွန်တော်လည်းဖတ်ထားတာအဲရွှေဘုံ PDF တရင်ငါအဖွဲရအပိုင်းခနာကို၄ဘိုင်ပိုင်းပြီးတက်ခဲ့တယ်ဆိုပြီးတော့ဒီ father ရဲ့ပုံတွေကိုလည်းကျွန်တော်တို့ဟိုဖော်ပြပြီးတော့တို့ပြန်လေးတုံ့ပြန်တာမျိုးကိုလည်းတွေ့ရတယ်ဗောနော်အဲ့တော့ နောက်ဆုံးကြတော့ဘလို့ကောက်ချက်ချပြီးပြောလို့ရလဲဆိုတော့ဒီ CSW ဆိုတဲ့အဖွဲ့ကခရစ်ယာန်တွေကိုပဲယူပြီးတော့ဟိုပြောတယ်ပေါ့နော်အေးလေခရစ်ယာန်အဖွဲ့လေခရစ်ယာန်တွေအကြောင်းယူပြုံအောင်သူအဖွဲ့ကခရစ်ယာန်အဖွဲ့ပေါ့နော်အဲ့တော့ဘာသာသေးအယူဝါဒဆွေးတွေပါနေတယ်ပေါ့ဗုဒ္ဓဘာသာအဆောက်အုံတွေဖြည့်ဆည်းခံရတဲ့အားတွေအကြောင်းကိုမပြောလို့ဆိုတဲ့သဘောပေါ့နော်သဘောနဲ့သူကဒီ CSW ကိုအကြမ်းဖက်အဖွဲ့အနေနဲ့ပဲအကြမ်းဖက်အဖွဲ့ရောအားပေးတဲ့အဖွဲ့အနေနဲ့ပဲသူတို့တွေ့ရတယ်ပေါ့နော်အဲ့မှာနောက်ပုံမရှုပ်ထွေးလာတဲ့ခုကပါလေဆိုတော့ဒီ CSW ရဲ့ ထုတ်တဲ့ချက်ကိုတရုတ်ဘာသာနဲ့ရေးထားတဲ့ website တခုတို့တွေ့ရေပေါ့နော်အဲ့ဒါကို screenshot ရိုက်ပြီးလေးပေါ်ပြရဲအဲ့ကြောင့်မလို့တို့အပြင်းထန်တုံ့ပြန်နေပုံရတယ်ဘာလို့ဆိုတော့ဒီတရုတ်ဘာသာနဲ့ပါဒါတိလာပြီဆိုတဲ့အချိန်မှာတို့ဒီအပေါ်မှာမခံစားနိုင်ဘူးနေပြူပါတယ်အဲ့တော့ဟိုဒါတွေကတော့ဒါတို့ဘက်ကနေပြန်တုံ့ပြန်နေအကြောင်းအရာတွေပါအဲ့တော့ကြီးလိုက်ရေဆိုရင်ကျွန်တော်တို့အဲ့အကြောင်းအရာတွေကိုကြီးလိုက်တယ်ဆိုရင်ညီမစစ်တက်ကလည်းတအားကြီးရတယ်တရားတိလာ तू ကဟိုပြောရင်တော့ရွှေမန်းပေါ့နော်ကရင်တော့ ချုံမိုင်မိုင်ဆိုတဲ့ရွှေမဲဆိုရွှေမဲတင်အောင်ပြောတာပါနော်သူတို့ရွှေမဲကိုလည်းပြောတာမဟုတ်ဘူးဟိုတလောကနာမည်ကြီးနေတဲ့ဟိုးစတော့ရွှေမဲကိုလည်းပြောတာမဟုတ်ဘူးနော်အဲ့တော့ဟိုဒီအပြောရိုးရွှေမဲအကရိုးချုံမိုင်မိုင်ပေါ့နော်အဲ့သဘောဖြစ်နေအောင်ဘာကြောင့်လဲဆိုတော့တကယ်တမ်းကျော် CSW ရဲ့ data အချက်လက်တွေမှားယွင်းနေနေဆိုရင်သူ့မှာထောက်ပြရမယ်ထောက်ပြရမယ်ဟာဟုတ်ပြီစစ်လဲကြောင်းကြလို့ပျက်စီးသွားတဲ့ကျွန်တော်အဆောက်အုံကဘယ်နှခုတေတွေဆိုတဲ့နေရာမှာဒါကတော့သာသနာဝင်နေမဟုတ်ဘူးဒါကတော့လူ အဲဒေါမုတ်ဒါတို့ရာဇဝမှုကြောင့်တေးတာဒါတို့ဟိုသူ့ဟာသူထိခိုက်မှုကြောင့်တေးတာအဲစစ်ပွဲအတွက်မှာကြာဆုံးသွားတာဒေါမုတ်တို့ဖက်သည်ဒီ CSW ထုတ်ပြန်မှုမှာဖက်သည်နှိမ့်ဆက်ညှဉ်းပန်းခံရရဲဆိုတော့ပါတာ။ဒါမျိုးတွေမရှိဘူးကျွန်တော်တို့ဖန်ဆီးတဲ့သူတွေဆိုရင်လည်းဘာဥတွေဒါမျိုးစနစ်တကျတုံ့ပြန်နိုင်တဲ့အရေးအချင်းမရှိပါဘူး။အရေးအသွေးလည်းမရှိပါဘူး။ဘာကြောင့်လဲဆိုတော့တို့တကယ်ကျူးလွန်နေတာဖြစ်ပါတယ်။ဖြစ်တဲ့အခါကျတော့တို့ကဘာလုပ်ရလဲဆိုတဲ့အခါကျတော့တို့တုံ့ပြန်မှုကနေ့ ငါတို့တွေမကောက်ဘူးနင်တို့ပါပါတယ်နင်တို့ပါပါတယ်ဆိုပြီးတော့လက်မျိုးထိုးရတာပေါ့နော်အဲငါတို့တွေဖြက်စီးရမဟုတ်သူတို့လည်းဖြက်စီးရပဲသူတို့ကြောက်တော့ဘာလို့မပြောလဲပေါ့နော်ဒါဟုတ်ကဘာဖြစ်နေလဲဆိုသူတို့ကသူတို့ရဲ့ဘာသာရေးဖိနေပြီးဒီလိုဖြက်စီးတိုက်ခိုက်မှုတွေကိုဝန်ခံတဲ့သဘောဖြစ်နေအဲ့တော့ဟုတ်တယ်ကျွန်တော်တို့ဒီ နိုင်ငံတကာမှာရှိတဲ့စောင့်ကြည့်လေးလာရဲ့အဖွဲ့တွေလူခွင့်ချိုးဖောက်မှုမှတ်တမ်းတင်တဲ့အဖွဲ့တွေဒီလိုလက်ဆောင်ယုံကြည်ကိုယ်ွယ်ခွင့်ကိုချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှတ်တမ်းပြုစုတဲ့အဖွဲ့တွေကလည်းဘာလို့ဖို့လိုလာပြီလဲဆိုတော့အခုစစ်ဘောင်ကနော်စစ်ဝမ်းကလေကျယ်လာတဲ့အခါမှာဒါမျိုးကိစ္စရအများကြီးရှိတယ် တော်လည်းရင်ရသူတွေကျူးလို့မိတဲ့စိတ်ကြီးကိုလေကျွန်တော်ထုတ်ပြန်ဖို့လိုလို့စစ်တပ်ကထုတ်ပြန်နေသလိုပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်စစ်တပ်ကတော့ဒါသူထင်ရနေတာထုတ်နေတယ်လို့ပဲကျွန်တော်ကတော့နားလေတယ်အဲဒီဘက်မှာစနစ်ကြရဲကျွန်တော်တို့ဒီလူခွင့်ချိုးပေါက်ခံရမှုမှတ်တမ်းတင်တဲ့စနစ်လိုပဲဒီဘက်လွတ်လပ်စွာဘာသာယုံကြည်ကိုးကွယ်မှုကိုချိုးပေါက်ခံရတဲ့ဖြစ်စဉ်တွေကိုလေကျွန်တော်တို့စနစ်တကျထုတ်ပြီးထုတ်ဝေနေတဲ့အစီရင်ခံစာတွေအဖွဲ့အစည်းတွေရှိပါတယ်မရှိတာမဟုတ်ဘူးဒါပေမဲ့တော်လည်းရင်ရသူဘက်ကကျူးလို့နိုင်ရှိရင်လေကျွန်တော်ထည့်ပြောဖို့လိုနေပြီဘာကြောင့်လဲဆိုတော့ case ကတစ်ခုနှစ်ခုချွင်းချက် case တွေမဟုတ်တော့ဘူးဒီဘက်မှာလည်းတကယ်ကျူးလွန်မှုရှိတယ် ်ကျွန်တော်တို့ကတစ်ဖက်ကိုစစ်တပ်ကိုလက်ညှိုးထိုးပြီးဆိုရင်ကိုယ့်ဘက်ကလေတာလို့မလို့ရယ်ပေါ့နော်အော်ဒီဘက်မှာလေကိုယ့်ဘက်ကလေတာညှိုးတွေကိုစစ်စခန်းမချဖို့ဒီနေရာတွေမှာတတ်မဆွဲဖို့ဒါတွေကိုလေလိုက်နာဖို့လို့ရယ်ပေါ့ဒါဆိုဖေဘာသာရေးစောက်ဦးမှာမဟုတ်ဘူးနော်ကျွန်တော်တို့ညီဒီအယက်သားနေရာတွေမဆူဖို့ဒါတွေကိုပါကျွန်တော်တို့လိုက်နာဖို့လို့ရယ်ဒီအချက်တွေကိုပါလေထောက်ပြဖို့လို့ပါတယ်ဒါတို့ကျွန်တော်သဘောတူတယ်ဒါပေမဲ့ဒီမှာတို့ဘယ်လိုဖြစ်နေလဲဆိုစစ်တပ်ကဟိုလက်ညှိုးထိုးထိုးပြီးရောပေါ့နော်ငါ့ကိုတော့ပြောတယ်သူ့ကိုတော့မပြောဘူးငါ့ကိုတော့ပြောတယ်သူ့ကိုတော့မပြောဘူးဆိုခြေဆောင်ငုံနေတဲ့ကလေးပုံစံမျိုးနေပဲဒီအချက်လက်တွေကိုတုံ့ပြန်နိုင်တာတွေ့ရ ့ရတယ်။သူတို့မလုတ်ခဲ့ဘူး။ဒါပေအချက်လက်ကမှားတယ်။ပါစနိတ်ဘလောက်တို့လွဲနေတယ်ဆိုတော့အဲတင်နာရှင်ဆန်ဆန်သူတည်တနာဆန်ဆန်တရင်ချက်လက်ဟိုခံခံမမတိတိကျကျနဲ့ထုတ်ပြန်မှုမျိုးကတော့ကျွန်တော်မတွေ့ရပါဘူး။အဲ့မှာမှရည်ရတာတခုဘာပါလာလဲဆိုတော့အဲ့မှာ CSW ကိုတက်လိုက်กว่าဆိုပြီးသူတို့တင်နေ post တခုရှိပါတယ်။အဲ့ post မှာတော့ဒါဗမာဒီမှာ Christian တွေ Islam တွေ Hindu တွေအပါဝင်ပေါ့နော်။ဒါတရုတ်ဟိုဟာယုံကြည်တဲ့သူတွေတရုတ်လူမျိုးတွေเนาะဒါဘုံเจ้าတွေဒါတွေလို့စောင့်နေပတ်သက်တဲ့စည်ရင်းစရာကြီးတခုကိုထုတ်လာပါ เนาะตรุထုတ်လာရင်စင်းစရာပါကျွန်တော်ဘက်နဲ့ကျွန်တော်ပြုစုတာမဟုတ်ဘူးตรุထုတ်လာရင်စင်းစရာဒီထဲမှာဆိုရင် तू อ่ะဒီလိုဘာသာရေးစောင့်နေဒီလိုရှိတယ်ဒီလိုရှိနေတဲ့အတွက်ငါတို့ဒီလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိတဲ့နိုင်ငံဘာသာရေးလွတ်လပ်ခွင့်ရှိတဲ့နိုင်ငံဆိုတာကို तू ကြွေးကြော်တဲ့သဘောထုတ်လာတာပေါ့အဲ့တော့အဲ့ထဲမှာဆိုရင် तू อ่ะ Christian ဟိုဖျားเจ้าနေစာသင်เจ้าနေဘယ်နှခုရှိတယ်ဘလီဘလီဘယ်နှခုစာသင်เจ้าဘယ်နှခုအစ္စလာမ်ဘာသာနဲ့ပတ်သက် Hindu ဆိုရင်လေ Hindu ဖျားเจ้าဘယ်နှခုစာသင်เจ้าဘယ်နှခုဘုံเจ้า ဘယ်နှခုစာသင်ကျောင်းဘယ်နှခုเนาะနက်နေအခြားဆိုပြီးလေသူဖော်ပြထားပါတယ်အဲ့တော့ဟိုနက်ဆိုတာကိုကျွန်တော်ထင်တယ်နကွန်းနေပါတယ်ဖြစ်မယ်လေတူရယ်ဆိုတော့ဒါမျိုးစင်းဖော်ပြပြီးတော့ငါတို့လွတ်လပ်စွာယုံကြည်ကိုယ်ကိုယ်ဝင်ရှိရဲဆိုတဲ့ဟာမျိုးနေသူတို့ဒီဟာကိုတုံ့တယ်မှုကြိုးစားအဲ့မှာအင်တန်ကြီးရတဲ့ကိစ္စလာပြီဒီနေရာမှာတော့ခရစ်စတန်နဲ့မဆိုင်တော့ဘူးဒီမှာတော့အစ္စလမ်နဲ့ပဲဆိုင်တဲ့ကိစ္စတခုပေါ်ပေါက်လာပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့သူကဒီမှာတိုင်းနဲ့ဒီနေဘာသာရေးစောင့်နေတဲ့စည်းရင်းဆို2025ခုနှစ်အောက်တိုဘာလအထိဆိုပြီးတော့ ထုတ်ပြန်ထားပါတယ်အဲ့တော့သူက2025ခုနှစ်မှာဆိုရင်2025အော်တိုဘာလအထိပေါ့နော်2025အော်တိုဘာလအထိဆိုရင်ဒါအစ္စလမ်ဘာသာဝင်တွေရဲ့ဗလီပေါင်းကဗမာပြည်မှာ2930ရှိတယ်လို့သူဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရတယ်နောက်ပြီးတော့အစ္စလမ်ဘာသာစာတင်ကြောင်းပေါင်း1903ကြောင်းရှိတယ်လို့ဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရပါတယ်အာဒါဆိုရင်တော့မသိရင်လူတွေကြည့်လိုက်တော့ဟာဟုတ်တယ်အများကြီးပဲပေါ့နော်ဗမာပြည်လိုနေရာမျိုးမှာမျိုးပေါင်း330ကျော်မျိုးနေပေါင်း330ကျော်ရှိတဲ့နေရာတစ်ခုမှာအာပါပလီတွေကလည်း ဒါများလိုက်တာပါနေအစတည်ထင်ပေါ့နော်ဟိုလူတွေသုံးသက်အောင်ဒါတို့ရဲ့ဟိုဘာသာရေးလွတ်လပ်ခွင့်ကိုအာမခံချက်ပေးတဲ့သဘောပြောပါတယ်ဒါပေမဲ့ဒါဒီအစ္စလာမ်ဘာသာဝင်အများစုသိကြတယ်ဒါဒီကိစ္စတွေပုံမှန်လေးလာသူတည်တနာတူရတင်နေရှင်နေမှတ်တမ်းမဲ့ရတင်နေသူတွေလည်းသိကြပါတယ်တကယ်တမ်းကတော့ဒါဒီတို့ရဲ့ရွှေ့နေတာပေါ့လိန်နေတာပေါ့စစ်တပ်ကလိန်ချင်းဖြစ်ပါတယ်ဘလို့လိန်လေးဆိုတာလေးကျွန်တော်ပြောပြပါမယ်အဲ့တော့1998ခုနှစ်မှာကျွန်တော်ကာကွယ်ရေးဝင်ကြီးဌာနထုတ်ဝေတဲ့စာအုပ်တုပ်ရှိပါတယ် နော်ဒါအစ္စလမ်ဘာသာကြီးကိစ္စတွေပြောပြီးဆိုရင်လည်းခဏခဏကိုးကားကြတဲ့စာအုပ်ပါတချို့အချက်လက်တွေပါတဲ့ခါကြတော့အဲ့စာအုပ်မှာသာသနာရောင်ကထွန်းစေဖို့ဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ကိုဒါဒုတိယဗိုလ်မှူးကြီးဝင်းမောင်ဦးစည်းအရာရှိရတန်လိုင်းနေသားရဲ့ညွှန်ကြားမှုရုံးကနေပြီးတော့ကာကွယ်ရေးဝန်ကြီးဌာနပေါ့နော်ကာကွယ်ရေးဝန်ကြီးဌာနတန်လိုင်းနေရချတာရဲ့ညွှန်ကြားမှုရုံးကဦးစည်းအရာရှိဒုတိယဗိုလ်မှူးကြီးဝင်းမောင်ကနေပြီးတော့ဒါထုတ်ဝေတယ်ပေါ့ထုတ်ဝေတယ်ထုတ်ဝေတယ်ဆို1998ခုနှစ်မှာထုတ်ဝေထားတဲ့စာအုပ်ပါ1998ခုနှစ်မက်ရှလာမှာထုတ်ဝေထားတဲ့စာအုပ် ဒီစာအုပ်ထဲမှာဘယ်လိုဖော်ပြထားလဲဆိုတော့ဗမာဒီပတ်တိုင်းနဲ့ဒီနယ်14ခုမှာဗလီကျောင်းပေါင်းစုစုပေါင်း200 2266 6ကျောင်းเนาะတခါတခါကျရင်ကျွန်တော်ဗလီကိုအလုံးငယ်နေလေးပြောတော့ဗလီပေါင်း2266လုံး2260ပေါ့เนาะ2266လုံးရှိတယ်လို့ဖော်ပြထားတယ်စာတင်ကျောင်းပေါင်းကတော့အစ္စလမ်ဘာသာရေးစာတင်ကျောင်းပေါင်းကတော့959ကျောင်းရှိတယ်လို့သူဖော်ပြထားတာကိုတွေ့ရပါတယ်အဲ့တော့ ဒီနှစ်ခုမှာစရင်ဒီအကြီးအကျယ်ကွာခြားမှုရှိတယ်ကျွန်တော်တို့ကနည်းနည်းနည်းတော့ကွာခြားနေမှုဘသူကဘသူကိုလိန်နေရလဲကိုယ်စခွန်ကာကွယ်ရေးဝန်ကြီးဌာနကလိန်လာလား2025စစ်တပ်လက်ဝေကန်မီဒီယာတွေစစ်တပ်လက်ဝေကန် channel တွေစစ်တပ်ကထုတ်ပြန်ချက်တွေကလိန်လာလားတခုခုတော့လိန်နေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမှာဘလီနဲ့အရင်စစင်းစားကြည့်အောင်နော်တော့ကျွန်တော်တို့ဘလီက1990မှာကျွန်တော်တို့2266ကျောင်းရှိတယ်အခု2930ရှိတယ်လို့ပြောတဲ့အခါမှာဘလီ အုံအရေအတွက်ဗလီအဆောက်အုံအရေအတွက်936လုံးပေါ်ပေါက်လာတယ်ပေါ့နော်အဲ့တော့1990ခွန်ကနေဆိုရင်ကျွန်တော်တို့2000ခွန်2010ခွန်တော့28နှစ်အထိပေါ့နော်ဒီ28နှစ်အတွင်းမှာဗမာပြည်မှာဗလီအစ်အစ်အလုံးရင်936လုံးကိုမြန်မာစစ်တပ်ကတိစောက်ခဲ့တာလားစောက်ခွင့်ပေးခဲ့တာလားဆိုရင်မေးခွန်းဖြစ်လာပါတယ်အဲ့တော့ကျွန်တော်တို့90ခွန်ကနေစပြီးကြည့်လိုက်ရင်90ခွန်နော်2001 2003နော်2012 2013ဗမာတတိလုံးမှာတဲ့ရခိုင်ရပါဝင်ဗမာတတိလုံးနဲ့မှာ ဘာသာရေးအထီးကျုံမောင်များစွာထိခဲ့တယ်2000 2001မှာဆိုရင်ကျွန်တော်တို့တောင်ကူမှာထိခဲ့တဲ့ဘာသာရေးအထီးကျုံမှာဆိုရင်လေဒါပလီရဲ့ပြိပင်ခံရတာဖြက်စည်းခံရတာပလီနေရာအဖြစ်ဖယ်ရှားခံရတဲ့ကိစ္စတွေဆိုတာတသက်အထောက်ထားနဲ့လိန်လို့ရတဲ့ကိစ္စတွေမဟုတ်ဘူး။နော်မိတ်ထီလာမှာဆိုလေမီရှုခံရတဲ့ပလီတွေရှိတယ်။အများကြီးပါတယ်ရခိုင်မှာဆိုရင်ဘူဒိုစီဒါသူတို့စည်ရင်းနဲ့အရာဆိုရင်ဒါရခိုင်ကအများဆုံးဖြစ်မှာပေါ့နော်ဒီမှာ60ခွန်မှာရခိုင်မှာပလီ1238လုံးရှိတယ်လို့ပြောပြီးတော့အဲကျွန်တော်တို့အခုဒီ2025အထိဆိုရင်စည်ရင်းမှာတော့ ရခိုင်မှာပလီ1668လုံးရှိတယ်လို့ပြောပါတယ်အဲ့တော့ဒီနှစ်ခုကွာခြားချက်ကဘာလဲပေါ့ပလီရတကယ်စောက်ခွင့်ပေးနေရလားပေါ့အဲ့တော့မဟုတ်မှန်းခင်ဗျားတို့ကျွန်တော်အစ္စလာမ်ဘာသာကိုးကွယ်တဲ့သူတွေကအကုန်လုံးသိနေကြတာပဲပလီတွေဒီတိုးလာတာမရှိဘူးအထက်ခံရတာပဲရှိတယ်အဲ့တော့ဥပမာဥပုပ်ဝါရင်းကာလပေါ့အစ္စလာမ်ဘာသာဝင်နေဥပုပ်ဝါရင်းကာလဖြစ်တယ်ဆိုရင်တော့ဝါရင်းကာလမှာတချို့မျိုးတစ်တယ်မှာပလီစောက်ခွင့်မပေးထားဘူးဒါရန်ကုန်မှာဆိုရင်တောင်တကုန်းတို့နေရာတကုန်းတို့နော်ဒီလိုနေရာရင်းတွေမှာပလီစောက်ခွင့်မပေးထားပါဘူး ရန်ကုန်မြို့လေကောင်မှာရှိတဲ့သူတွေကိုအတရားတော့မှအဲ့လိုနေရာမျိုးတွေကိုရွှေ့ပြောင်းပြီးတော့မြို့တစ်တည်တည်တယ်ဒါပေမဲ့မြို့တစ်တည်မှာဘာသာရေးအဆောက်အုံဒါတွေကိုတိစောက်ခွင့်မပြုခဲ့ဘူးမပြုခဲ့တဲ့အခါကျတော့ဒါဝါရီကာလမှာဒါစူပေါင်းဝတ္တုဖို့ဒိုအပ်တယ်ဆိုတဲ့အခါတိတ်ဒါတချို့ချိန်နေဆိုရင်တို့တို့တချို့အစ္စလမ်ဘာသာရေးအဲနေရာတွေဘာတွေတတ်မှတ်ပြီးတော့ယာယီဝတ္တုဆောင်တွေခွင့်ပြုခဲ့တာရှိပါတယ်ယာယီဝတ္တုဆောင်တွေခွင့်ပြုခဲ့တယ်ဆိုရင်တော့နာမည်ရပဲခွင့်ပြုခဲ့တယ်တကယ်သုံးလို့မရဘူး ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါ2019လောက်မှာဆိုရင်ဒါတောင်တကိုမှာထိကြတဲ့ကိစ္စတွေဆိုရင်ခင်ဗျားတို့သိကြတယ်ဒီယာယီဝိတ္တူဆောင်လေးသုံးခုခွင့်ပြုတယ်ဒါကိုမဘာသာနဲ့အစွန်းရောက်အကြက်ဖက်အုပ်စုတွေကဝင်ပြီး꽌ရှာတယ်အဆင်မပြေခဲ့ဘူးဒါဖြိုးမသိမ့်လက်ထက်ခင်ဗျားတို့မှတ်မိလို့ရတယ်အဲ့တော့ဒါဒါတွေကိုကြည်ချင်းအဖြစ်ဦးဘာမှဒီမှာဒီဘာသာရေးစောင့်နေတဲ့ပတ်သက်ရင်ဒီကောင်တွေဘယ်လောက်လိန်လဲဘယ်လောက်ရွှေလဲဆိုတော့သိတတာပေါ်လွင်နေတဲ့ကိစ္စတွေလို့ကျွန်တော်ကတော့သုံးသပ်ပါ အဲ့တော့ဒီမှာ936လုံးလို့ပြောရဲဆိုရင်ဗျာအများကြီးခင်ဗျားစစ်သေးတယ်မလို့ဘာဘာဒီမှာညုံနေ330ရှိတယ်။နော်တော့မဟုတ်ရက်ကွက်တော့မဟုတ်ရွာဘယ်နေရာတွေမှာဗလီအစ်စ်တွေပေါ်လာလဲကျွန်တော်ဗီဒီယိုကြည့်ရတဲ့မိတ်ဆွေတွေလေကွန်မန့်တွေမှာပေးကြပါဦး။ခဏတော့ဒီမှာဗလီအစ်စ်တွေပေါ်လာရှိလားဗော။ အော်ရှိတယ်ဆိုရင်လေပလီတိရဲတိတိပလီဟောင်းမဲတိတိတရားကိုပတ်ဝင်းချက်မှာပလီအဆောက်အဦဒါအစ္စလမ်ဘာသာဝင်နေနေရာတွေရှိရဆိုလေဓာတ်ပုံရိုက်ပြီးတော့ကျွန်တော် comment မှာမှတ်မေးလို့ရတယ်နေရာလေးနဲ့ဌာနလေးထည့်ပြီးတော့လေအဲ့ဒါဆိုရင်ကျွန်တော်တို့ဘေကောင်ရွှီလေးဆိုတော့တီတူကိုတက်တည်ပြုတ်ပြီးတော့ကျွန်တော်တို့အတီးပြုတ်လို့ရမယ်ဒီမှာ936လုံးဆိုရဲရေအတွက်ကနည်းနည်းနုံနုံမဟုတ်ဘူးလေဒါဆိုရင်ဒီကောင်လေးဒီလိုနေရာမျိုးကိစ္စမှာတော့လိန်နေဆိုရင်တခြားနေရာမှာဘယ်လောက်လိန်မလဲ ်เนาะဒါဘာသာရေးစာသင်ကျောင်းဆိုရင်ကျွန်တော်တို့အရင်တော့959ရှိတာကနေအခု1933ကျောင်းနေဗျာ1933ကျောင်းနေရေးလိုက်ရတာဘက်ဘမူဂျင်းမဲ့နောက်ကကျော်944ကျောင်းတော့ဗမာဒီဘာအစ္စလမ်ဘာသာရေးစာသင်ကျောင်းအစ်စ်တွေဖွင့်နိုင်သေးတယ်ဆိုတော့မလို့ဗမာဒီကြီးကဘာသာယုံကြည်ကိုယ်ကိုယ်ကိုယ်နဲ့ပတ်သက်လာရင်အင်မတန်အနှစ်သာရနဲ့ပြည့်စုံနေတဲ့တိုင်းပြည်လားဗောဗလာဗလာဗောမသိရင်ဒါဒီအချက်တွေကိုအစားပြမစစ်တက်ကလိန်ညာပြီးတော့ဒါတည်သူကို နိုင်ငံတကာကိုချင်းထည့်နေတယ်ဆိုတဲ့အချက်ကိုကျွန်တော်ထောက်ပြခြင်းတာဖြစ်ပါတယ် ဲ့တော့ဒီမှာကျွန်တော်စက်ကြည့်မယ်ဆိုရင်လည်းဒီ update တော့မဖြစ်ဘူးဒါပေမဲ့ຫນွေဥတော်လိုင်းရင်းစတယ်2021ခုနှစ် February တရက်နေ့ကနေပြီးတော့ဒီ2023 April 30ရက်နေ့အထိဆိုရင်ညီမစစ်တပ်ကမီးရှို့တာလက်နက်ကြီးနဲ့ပစ်တာလေကြောင်းကနေဘုံကြီးတိုက်ခိုက်တာတွေကြောင့်ညီမတနိုင်ငံလုံးမှာအဲဒီစင်းလေးမှာတော့ ARV တိုင်းမပေါဘူးအဲဒါပေမဲ့တခြားပြည်နယ်နဲ့တိုင်းနေရာဒေသတွေမှာဘာသာသာသနာအဆောက်အုံ190ခန်းပျက်စီးတယ်လို့ကျွန်တော်တို့သိရတယ်အဲ့ဒီမှာဆိုရင် Christian ဘာသာရေးဆိုင်ရာအဆောက်အုံ88ခု Islam သာသနာဆိုင်ရာအဆောက်အုံ6ခု ဗုဒ္ဓဘာသာအဆိုင်အဆောက်အုံ64ခုနှစ်ကွန်းနှစ်ခုပေါ့နော်နေတာဂျမဆိုသာသနာဆိုင်ရာအဆောက်အုံတစ်ခုတော့ဖြစ်တယ်လို့ဒါ International Commission of Juries ပေါ့နော်ဒီ ICJ ကနေပြီးတော့အတီဆိုင်ရာဥပဒေပြဌာန်းရှင်များအဖွဲ့ ICJ ကနေပြီးတော့2023မှာထုတ်ပြန်ထားတဲ့ကျွန်တော်တို့အစီရင်ခံစာရသိနိုင်တယ်အဲ့တော့ range ကိုကျွန်တော်တို့အကျယ်ဝန်းနဲ့ ग्वा ချချက်ကိုကျွန်တော်မှန်းလို့ရတယ်ဒီမှာစစ်တပ်ဘာသာရေးအဆောက်အုံတွေကိုဘလောက်ဖြတ်စည်းနေလဲဆိုတဲ့ကိစ္စအောင်နောက်ပြီးတော့ဒီမှာဒီအဆောက်အုံတွေကိုစစ်စခန်းတွေစစ်ကြောရေးစခန်းတွေเนาะဒီအောင်ဒီမှာစစ်တပ်ကအသုံးပြုတာရရှိတယ် နေရာကိုအဲ့နေရာတွေကိုအသုံးပြုတာရှိတယ်။အဲ့တော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်အဲအထူးသဖြင့်ဒီမှာဆိုရင်တော့ဗုဒ္ဓဘာသာဖုံးတော်ကြီးကျောင်းနေဗုဒ္ဓဘာသာဆိုင်ရာအသောက်အုံတွေကိုပို့ပြီးသူတို့အသုံးပြုခဲ့တာတွေ့ရတယ်ပေါ့နော်။အနည်းကအနည်းဆုံး100ခန့်ကို တို့တော့ဒါစစ်စခန်းနေစစ်ကြိုးရေးစခန်းနေဒီမှာစစ်တပ်ကတုံးပြုတ်ခဲ့တယ်ဆိုတာတွေ့ရတယ်ခရစ်ယာန်ဘုရားရှိခိုးကျောင်းခုနှစ်ခုနဲ့ဗလီသုံးလုံးပေါ့နော်ဒီအဆောက်အုံတွေအားလုံးကိုဒီတရားကျော်ဒီစစ်စခန်းနေအဖြစ်သူစစ်ကြိုးရေးစခန်းနေစစ်စခန်းနေအဖြစ်ပြောင်းလဲတုံးပြုတ်ခဲ့တာလေကျွန်တော်တို့တွေ့ရတယ်နောက်ပြီးတော့ဒါလုံငယ်နှစ်နှစ်လောက်ခဏလုံးမှတ်မိကြလိမ့်မယ်ဗျာဒါမီဒီယာတွေမှာတော်တော်များများပါတယ်ဒါစစ်တပ်ကနေဟိုထစ်လာတယ်ဖုန်းတလုံးရရတဲ့အခါမှာဒီဖုန်းတော်ကြီးကျောင်းနေအတွင်းမှာပဲတို့တော့ဒါလူတွေကိုနှိမ့်ဆက်တာနှင်းပန်းတာတတ်ထက်တာတွေလုပ်ခဲ့တဲ့တရင်ချက်တဲ့တွေကိုလည်းခဏလုံးအမှတ်ရမိအောင်မြင်ထင်ပါတယ် ဲ့တော့တက်ကြောရင်ပေါ့နော်ဒီလူပုပ်ကိုတွေပေါ့ဒီဘာသာရေးကောင်းဆောင်အပါဝင်ဒီဆက်အနာရှင်ဆက်ကျင်ရေးနံပါတ်ပါဝင်နေတဲ့သူအညောင်အညာကိုဖမ်းဆီးမှုတွေလုပ်တာတွေ့ရတယ်အဲ့ဒီထဲမှာဗုဒ္ဓဘာသာဖုံးတော်ကြီး89ပါးခရစ်ယာန်သာသနာဝင်တဲ့38ဦးအစ္စလာမ်ဘာသာရေးဆရာ2ဦးပေါ့နော်စုစုပေါင်း138ဦးခန့်ဖမ်းဆီးထိန်းသိမ်းမှုတွေပြုလုပ်ခဲ့တယ်ဆိုတာမျိုးလေ ျွန်တော်တို့တွေ့ရပါတယ်ဒါဒီ IC တွေရဲ့အချက်လက်ကလေးတွေကိုခင်ဗျားတို့နိုင်ရှင်ပြီးတော့နားလေလို့ရအောင်ကျွန်တော်ဖော်ပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ဘာမာဒီမှာလွတ်လပ်စွာယုံကြည်ကိုးကွင်ခွင့်လို့ပြောပြီးတော့မဟုတ်ကျွန်တော်တို့အများပြည်သူနားလေတယ်လို့ဘာသာရေးလွတ်လပ်ခွင့်လို့တက်ပြောပေါ့နော်ဒီဟာဒီလုံးဝ minus ပြနေတဲ့အခြေအနေလုံးဝအနှုတ်သဘောဆောင်နေတဲ့အခြေအနေမှာပဲရှိတယ် သူတို့ရည်ဒီဒါ CSW ရဲ့ထုတ်ပြန်ချက်ကသူတို့အရှိုက်ထိွားတယ်ပေါ့နော်အရှိုက်ထိွားတဲ့အခါကျတော့သူတို့ဒါကြီးကိုဝုံနိုင်ကြေးပြီးတုံ့ပြန်ကြတယ်နောက်ပြီးခဏတော့မှတ်မိလိမ့်မယ်သူတို့အဲ့လိုတုံ့ပြန်တဲ့အခါမှာလည်းဘာတွေပါလဲဆိုတဲ့အခါကျတော့ဒီမင်းအွန်လိုင်းကဘာသာပေါင်းစုံအဖွဲ့အစည်းတွေနဲ့တွေ့ဆုံတာတွေနောက်ပြီးတော့ဒါနေပြည်တော်မှာဘာသာပေါင်းစုံအတွက်နေနေရာချပေးဖို့ဟောလုပ်ခဲ့တဲ့ပွဲတွေကဓာတ်ပုံတွေဒါတွေဒီသူတို့ဒီလိုနေရာမျိုးမှာပြန်ဒါတွေကိုထည့်ပြီးတော့သူတို့တရင်ချက်လက်နေနဲ့ဖော်ပြတယ်ဖော်ပြပြီးတော့ဘာမှပေါ်ချိုကြီးမင်းအွန်လိုင်းပေါ့ဗျာဘလောက် ိုဘာသာရေးတွေကိုဂယူဆိုင်လေဘလို့နေရာရေးခြာပေးနေလေဆိုတဲ့သဘောမျိုးတို့တင်ပြတာပေါ့လေတုံ့ပြန်တာပေါ့လေကျွန်တော်တို့တွေ့ရတယ်ဒါတွေကဘာလဲဆိုတော့တကယ်စေတနာရှိလို့လှုပ်လာမှုပဲနဲ့ဒီလိုဆွဆွဲလာတဲ့အချိန်ကြရင်နိုင်ငံတကာကိုဟန်ပြကောင်းအောင်နော်တို့ဒါတွေလှုပ်နေပါတယ်ဆိုတဲ့အကြောင်းဟိုအယုံသွင်းလို့ရအောင်လှုပ်ဆောင်ချက်ပဲဖြစ်တယ်အခုကျွန်တော်တို့နေတီတော်မှာပလီဆောက်တယ်ဆိုတဲ့ကိစ္စလေဒါဟိုတလုံးကမဘာသာအုပ်စုကဘူမတိကိုမတိနဲ့ဝူဝူဝရေးထားလို့တယ်အဲဒါသူစစ်တပ်ကတို့ဟိုဟာမင်းအွန်လိုင်းကတို့ပပကြီးကဘာလုပ်တာလဲဆိုတဲ့အခါကျတော့ ဒီလို Queen ကြုံရင်ဟန်ပြလို့လို့ရအောင်ကြိုရိုက်ထားတဲ့ဇန်ညွန်ဒါပေမဲ့အဲ့မှာဥပမာဥပမောက်ခါတို့ဘာညာတာကနေကြကွာစီတွေပါတယ်အကုန်လုံးကသွားပြီးတော့အနေဥသားကြီးတွေတက်ကြွနေတယ်ဒါပေမဲ့ကောင်းတယ်ဘာမှဆက်လို့လို့မရဘူးလေဘာတို့လို့ဆိုတော့သူတို့ဆရာကြီးကသူတို့ဖေကြီးကဒါသူဒီလို Queen နေကြရင်ဒီလိုရွှေချောင်ရိုက်ဖို့လုပ်ထားတဲ့ကိစ္စရဲ့ဖြစ်လို့ပါအဲ့တော့ဒီဟာကိုကျွန်တော်ပြန်ပြီးအကုန်ချုပ်ငုံသုံးသက်ပြီးပြောရမယ်ဆိုရင်ညီမစစ်တဲ့ဒီ အမြဲလိန်ပါတယ်လူဖွဲ့စည်းကိုလိန်နေတရင်ချက်လက်လိန်နေเนาะအခုဆိုရင်လည်းဒီလိုနိုင်ငံတကာထုတ်ပြန်ချက်တွေမှာဆိုရင်လည်းဘာသာယုံကြည်ကိုးကွယ်ခွင့်အရเนาะလွတ်လပ်ခွင့်ဒီမှာဆုံးရှုံးနေကိစ္စတွေပြောတဲ့အခါမှာလေဘလို့တို့အင်တန်ကောင်းမှုမှလေလို့ပြောနေမိလေဒါတွေကအလိန်ညာစကားတွေဒီနေရာမှာကျွန်တော်ကိုယ်တိုင်ဒါလွယ်လွယ်ကူကူအချက်လက်စစ်ဆေးလိုက်တဲ့အခါဆိုရင်တွေ့ရမှာပါဖြစ်မလဲဆိုပလီအဆောက်အုံကိစ္စ လီဆောင်ကိစ္စဆိုတာအင်မတန်ကြီးဖို့ကောင်းတဲ့ကိစ္စပါခင်ဗျားတို့ပဲတေးချာချာလေးလသုံးသက်ကြည့်လို့ရပါတယ်အဲ့တော့ညီမဒီမှာညီမစစ်တပ်အပေါင်းဝင်အစိုးရအဆက်သက်ဒီရခိုင်တော်ကလေလူနေစုဘာသာဝင်တွေပုံမှာဖိနှိပ်တဲ့အနိုင်ကျင့်တဲ့အကြမ်းဖက်တွေဒါတွေကိုလုပ်ခဲ့တယ်ဒီလိုလုပ်ခဲ့တဲ့အတွက်လေလူနေတို့တက်ထက်မှုအထိဒါ Ranger ဒီလူလူမျိုးတွေပေါ့နော် Ranger လူမျိုးအစ္စတန်ဘာသာဝင်တွေအများစုကိုကိုရီ Ranger လူမျိုးစုတွေပုံမှာဥတီယူရဲ့ချက်ရှိရှိနဲ့လူနေတို့တက်ထက်မှုကျူးလွန်ခဲ့တာကိုလေကျွန်တော်သိပြီးတဲ့အတိုင်းပဲအဲ့တော့ညီမစစ်တပ်နဲ့အစိုးရအဆက်သက်ကဒီလိုကျူးလွန်မှုတွေကိုအခုလေး အရင်တော့လေကျူးလို့နေအခုလေကျူးလို့နေဒါတွေကိုလေအမှန်တိုင်းသူတို့ထုတ်ဖို့ပြီးဖြည့်ရှင်းတော့မကြိုးစားဘူးဘာလုပ်နေလဲဆိုအနေနဲ့လိန်လေပြီးတော့ထက်စစ်ထက်စစ်လိန်ဖို့ပဲကြိုးစားနေအဲ့တော့ဘလို့ပဲဖြစ်နေဖြစ်နေဒီညီမစစ်တက်နေညီမဒီစစ်တက်ကိုစစ်တက်မှာပါဝင်နေစစ်ရာဇဝတ်ကောင်တွေကိုကျွန်တော်တို့အတိပပေးနိုင်မချင်းပေါ့နော်အဲ့တော့တရားမျှတမှုဒီလိုဖိနှိပ်မှုတွေကတရားမျှတမှုတွေရမှာမဟုတ်တလို့ဒီလိုဖိနှိပ်မှုတွေကလည်းကျွန်တော်လွတ်မြောက်နိုင်မှာမဟုတ်ပါဘူးသူကသူရွေးကောက်ပွဲရို့10ကာဒီယံမေးလို့လို့15ကာဒီယံမေးလို့လို့မြန်မာစစ်တပ်မြန်မာစစ်ဝါဒီ နော်လူမျိုးကြီးဝါရအနေနော်နောက်ပြီးတော့သူတို့စစ်တပ်စိတ်ကြိုက်ရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံလိုဟာမျိုးတွေရှိနေတဲ့ကာလာပတ်လို့ လွတ်လပ်ခွင့်တို့တန်းတူခွင့်တို့ဆိုတာစာရွက်သေးပုံမှာရှိရပုံနှိပ်စာလုံးပဲဖြစ်ပါတယ်ဒီသူတွေဘယ်တော့မှခံစားရတဲ့အခြေအနေမရှိပါဘူးခင်ဗျအဲ့တော့ကျွန်တော်ဒီမှာပြောဆိုသုံးသပ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးခင်ဗျားတို့ရဲ့ comment လေးတွေလေးကျွန်တော်လိုချင်တယ်အဲနောက်တစ်ခုအကြတော့အရေးကြီးတာသုံးသပ်ကျွန်တော်ပြောသလိုပေါ့နော် Islam ဘာသာဝင်တွေပလီတွေပေါ့သူတို့ကတိုးတက်လာအမှတိုးတာမှအလုံးရင်နေနေမို့ငါက36လုံးလုံးတိုးလာတယ်လို့ပြောတဲ့အခါကျတော့အဲအချက်လက်တွေရှိရင်ခင်ဗျားတို့အမြင်မှာခင်ဗျားတို့ပတ်ဝန်းကျင်မှာပလီအစ်စ်တွေရှိရင်နော်စစ်တပ်ကစောက်လုပ်ပေးခွင့်နဲ့ဒီ28နှစ်အတွင်းမှာရှိရဲဆိုတဲ့အတွေ့အကြုံလေးတွေ သိရရင်လည်းထုတ်ဖို့ပြောကြပေးဖို့ကျွန်တော်တို့မျက်တည်ရက်ခံပါတယ်အဲ့တော့ဗီဒီယိုကြည့်ရှုပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျာ